ကလည်းအခုတစ်ခေါက်လိုက်ပြန်လွှင့်တာပေါ့နော်ဒီတစ်ခေါက်ပြောပြချင်တာကတော့မျက်စိတိမ်ဆွဲတဲ့လူအမြင်ဝေဝါးတဲ့လူမကြည်လင်တဲ့လူပေါ့နော်နောက်မျက်မှန်တက်ရတူတူအတွက်စင်ကြီးလေးပြောပြချင်တာပေါ့နော်အသက်ရွယ်ကြောက်တာမှမဟုတ်တခြားအကြောင်းရင်းတွေကြောက်ပေါ့နော်မျက်စိတိမ်ဆွဲတာတွေအမြင်ဝေဝါးတာတွေမျက်မှန်တက်ရခြင်းတွေကလူတချို့မှာဖြစ်တတ်ကြတယ် အမ်မွေးရပါအာနေတာတော့မပြောဘူးဒီအချင်းကြီးအကြောင်းကြောင်းပေါ့နော်တက်ရွယ်တကူရလာတဲ့အခါမှာအချင်းကြီးအကြောင်းကြောင်းအခုဆိုဖို့ဆိုရယ်ပေါ့နော်အမ် screen time နေညားလာတယ် screen time နေညားလာတဲ့အခါမှာဒီမျက်စိတွေကအာနေလာတယ်ပေါ့နော်ကိုယ်ရဲ့စားသောက်နေထိုင်မှုပုံစံနေနောက်အမ်ဒီကြည့်ရတဲ့ screen နေညားလာတဲ့အကြောင်းဖြစ်လာတဲ့တယ်ပေါ့နော်ဒါဆိုရင်နောက်ပြီးရင် ယနေ့ခေတ်ရဲ့လူနေမှုပုံစံ lifestyle ပေါ့နော် lifestyle ကလည်းဒါမှမဟုတ်ဒီနေ့မဖြစ်မနေလိုအပ်တဲ့ကွန်ပျူတာတွေအသုံးများတာဖုန်းအသုံးများတာတွေကြောင့်မျက်စိကအားနေတာနဲ့ပင်ပန်းနှံနေတာတွေဖြစ်လာတယ်ပေါ့နော်ဒီလိုပြဿနာတွေကငယ်ရွယ်တဲ့အချိန်မှာဆိုရင်တိတ်မတိတာဘူးပေါ့နော်အသက်ကြီးလာတဲ့အခါမှာအမြင်အာရုံတွေကဆူဆူရွရွထိခိုက်လာတယ်ပေါ့နော်ဒါကြောင့်မို့အမြင်အာရုံကိုဒီလူတွေကအဲတခြားကျမ်းမာရေးတွေဆိုရင်ဥမာ ဂယူဆိုင်မိကြတယ်ဗောနော်ညလုံးခါကျတော့အနာပေးဖို့လည်းမိတတ်ကြတယ်ဂယူဆိုင်ဖို့လည်းမိတတ်ကြတယ်ဒီချိန်မှတည်းရလဲဆိုရင်ယောဂတော်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 ကြီးကြီးမားမားဖြစ်သွားမှအဲတော်တော်အမြင်နေမကြည့်တော့မှကိုယ့်ရဲ့မျက်စိဂယူဆိုင်ရမယ်ဆိုတာကိုတတိထားလာမိကြတယ်ဗောနော်ဟိုကြိုတင်ကောက်ွယ်မယ်ဆိုတာတခြားအစိုက်ပိုင်းခန္ဓာကိုအစိုက်ပိုင်းတွေထဲဒီမျက်စိကိုပို့ပြီးတော့အာနေတက်ကြတယ်ပေါ့နော်အဲကျမကျမရဲ့ ဟိုအမျိုးပုံစံလို့ပြောမှာပေါ့နော်သူဆိုရင်မျက်စိသားအကူဆိုင်တယ်အခုအသက်အသက်ဆို90ကျော်ပြီအဲမျက်မှန်လည်းမတက်ရဘူးအမ်ကျမတို့ကျမထက်တော့မျက်မျက်လုံးပူအားကောင်းတယ်ပေါ့နော်သူဆိုရင်မျက်လုံးအတွက်အမ်သူအမ်မှာဗီတာမင်စတောက်တယ်နောက်ပြီးရင်သူဒီမျက်လုံးကိုတော့ဂယူဆိုင်တယ်မျက်လုံးအတွက်လိုအပ်တဲ့ကျူတင်ပြင်စင်ကျူတင်ယူဆရမှုတွေကျူလောက်တယ်အခါကျတော့90ကျော်နေပြီအဝေးရနေလမ်းမြင့်တော့ဘေးချိန်အောင်ဆိုရင် and ဒီညနေလူမသိအဟိုညီကိုတိမတိအချိန်ဆိုပြောတာပါเนาะမောင်ကြီးဝင်နေတဲ့အချိန်မှာကျမလာနေတာကိုသူကအဝေးကနေအောင်လမ်းမြင့်တယ်ကျမတော့အော်ဟာအာကျမကိုတွေ့တော့ဒီတော့မှလဲပါညာကိုကျမတော့အော်ဟာတိရယ်ပေါ့เนาะအဲ့လောက်ထိအောင်အမြင်အားကောင်းနေပေါ့เนาะသူကဘာလို့အမြင်အားကောင်းနေဆိုငငယ်ကလေးကိုကကျမရေးလိုက်စားလို့ပေါ့เนาะကျမရေးလိုက်စားတယ်မျက်စိမျက် တခြားဟာခန္ဓာကိုယ်လည်းသူဟိုဂယုစိုက်တယ်လို့မျက်လုံးတွက်လည်းကြိုတင်ဂယုစိုက်တယ်အားကြောင့်မို့90ကြော်အထိကျွန်တော်တို့မျက်စိကမမုံဘူးအမြင်မဝေဝါဘူးဒါသူ့သူ့နီလန်းနေတဲ့ချိုးတဲ့ကဒီမှာပေါ်ပြမယ်ပေါ့နော်နောက်ပြီးရင်သူကအဲအစာတောက်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကကျွန်မရင်းနဲ့ညီညွတ်အောင်စားတယ်အားကြောင့်မို့ပေါ့နော်အဲဆိုရင်ဟိုကျွန်မရေဘူးတူတာလည်းတော်ရှိရဲ့ အရွယ်လည်းတော်တော်တင်တယ်90ကျော်ပြီမယ်အခုတီကိုအလုပ်လုပ်နေတော့ဟိုဆရာမလုပ်နေတော့မယ်ပေါ့နော်အားကြတော့အမ်ဒါမို့မျက်စိကလည်းကြိုတင် view site ပို့လို့ရတယ်အခုနောက်ပိုင်းဆိုပို့တော့ view site ပို့လို့ရတယ်ဘာလို့ပို့ပို့လို့လဲဆိုရင်အခုကျမပြောပြမယ်နီးအပြင်ပေါ့နော်မျက်စိလေ့ကျင့်ခန်းဆောင်ရှိရဲအဲ့ဒီမျက်စိလေ့ကျင့်ခန်းလည်းလုပ်ပေးမယ်ဆိုဒီမျက်လုံးသားမှာရှိတဲ့ကြွက်သားတွေပေါ့နော်အဲ့အရာတွေကဘာဖြစ်လာလဲဆိုရင်ကြွက်သားတွေတင်းနေတာကဒီ ပြည့်ရော့သွားတယ်ပေါ့နော်ကျမတို့ဒီခေါင်းလေးချင်းခန်းနေဒီကိုလေးချင်းခန်းနေတော့ပြီးတော့မျက်စိလေးချင်းခန်းနေရှိတယ်။အဲတော့မျက်စိလေးချင်းခန်းနေလို့ပေးဖို့လိုတယ်။အဲကျမတို့ပြောရရင်တော့ဟိုလွယ်လွယ်လေးပြောရမယ်ဆိုရင်ယောဂပေါ့နော်မျက်စိအတွက်အထူးယောဂဆိုရှိတယ်။အဘမအလွယ်တကူရှာလို့ရလဲဆိုကျမတို့ YouTube မှာအလွယ်တကူရှာလို့ရတယ်။မျက်စိအတွက်ယောဂဆိုရင်တီးတန့်ကိုရှိတယ်။အဲတွေလောက်ပြီးသွားဆိုတီးတာကျမကိုယ်တိုင်လည်းလုပ်တယ်အဲမျက်စိယောဂကိုပေါ့နော်လောက်တဲ့အခါမှာဒီမျက်လုံးအနောက်မှာရှိတဲ့ကြွက်သားတွေဒီ နှစ်ထင်းနေအာယုံဒီအာယုံကြောတွေကြွက်သားတွေဟာလေအဲ့လိကြံခံလို့ပြီးွားပြီးဆိုရင်တအားယိုဟိုဗါလဲပြီယော့ွားပြီးတင်းနေအယော့ွားပြီးဟိုလောက်ရှားရတာလေးပဲဖြစ်မျက်လုံးအတေဟွက်လောက်ပါပဲဖြစ်ဖြစ်တအားယိုတိတာပြီးတော့ကောင်းတဲ့ရလက်ခံစားရတယ်ပေါ့နော်နောက်ခုကကျမတို့မျက်စိမုံတာဟာအသက်ရွယ်နေမစရဘူးအလောက်ထိတခြားဟိုမှာကျမတို့အရေပြားပဲဖြစ်ဖြစ်ဒီဒူးခေါင်းနေခါးတွေပဲဖြစ်ဖြစ်မျက်လုံးရဲ့မျက်လုံးမုံတာဟာအသက်ရွယ်နေမစရဘူး ဘာလို့မဆန်တာလဲဆိုကျမတို့ GU ဆိုင်ရင် GU ဆိုင်တလောက်မျက်စိကမမုံမတိခိုက်ဘူးပေါ့နော်အဲ့လိုရှိရဲအဲကြောင့်မလို့ကျမတို့အတက်အယွင်နဲ့ဒီမျက်စိကျမရေးမျက်စိမုံနဲ့မျက်စိကျမရေးရတအားကြီးအဓိကမကြောက်ဘောနော်အဲ့ဒါပြောပြချင်တာပေါ့နော်အတန်းတိုးနေရလားမသိနော်စာလုံးကတီးနေရဲ့တဲ့ အအတန်းကြားရပြီလားမသိနော်တိုးနေတော့မဲလားမသိဘူးနော်တစ်ချက်ပြောပြပါဦးဒါမျက်စိကြမ်းမရေးအတွက်ကျွတ်တင်ဂီယူဆိုင်ဖို့ဟိုပြောပြတာပေါ့နော်ကျွန်မပြောတယ်ဟိုအစားအသောက်အမမုံလာဥနီတို့ရွှေဖုံပြီးတို့ဒါတွေဟာမျက်စိအတွက်ကောင်းမွန်စေတယ်ပေါ့နော်မျက်စိတက်ကျူတင်ကောက်ွယ်ပြီးသားဖြစ်တယ်နောက်ခုကျွန်မပြောတယ်မျက်စိယောဂလေ့ကျင့်ခန်းအဲဒါက YouTube မှာအလွယ်တကူရှာလို့ရတယ် YouTube မှာမျက်စိ ယောဂဆိုပြီးမှကျမတို့ရှာလိုက်မယ်ဆိုမျက်စိနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးထွက်လာတယ်။အဲမှာဆိုရင်မျက်စိကိုအဲရှေ့အနောက်ကျမတို့ဒီခေါင်းကိုလေ့ကျင့်ခန်းလောက်တူလို့ပဲဒီမျက်လုံးကိုလည်းကျမတို့လေ့ကျင့်ခန်းလောက်တာအဲ့ဒီလေ့ကျင့်ခန်းလုပ်ပေးပေါ့နော်။အဲ့ဒါဆိုရင်ဒီမျက်လုံးကျက်သားတွေကပိုအားကောင်းလာတယ်။အညောင်လည်းပြေတယ်ပေါ့နော်။ဒါဆိုရင်ကျမဆက်ပြောပြမယ်ပေါ့နော်။ ကျွန်တော်ဒီကွန်ပျူတာအသုံးများတာဖုန်းအသုံးများတာတွေကမျက်စိအားနေတာနဲ့ပင်ပန်းနွမ်းနေတာတွေဖြစ်စေတယ်။ဒီလိုပြဿနာတွေကငယ်ရတဲ့အချိန်တွေမှာမတိတာပေမဲ့အသက်ကြီးလာတဲ့အခါအမြင်အာရုံကိုဆူဆူရွရွထိခိုက်စေပါတယ်။ဒါကြောင့်ကိုယ့်ရဲ့တဏှိတာကိုမျက်စိကြည့်စိုက်တာအနာပေးတာဒါမှမဟုတ်မျက်စိအတွက်အထောက်ပံ့ဖြစ်စေတဲ့အစာတောက်တွေကိုရေးချဲစားသုံးပေးတာစတဲ့အချက်တွေကိုစနစ်တကျပြုလုပ်သင့်ပါတယ်။နောက်ပြီးရင်ကျွန်တော် အာယုံစူးဆက်ရတယ်ဆိုရင်ဖုန်းပဲဖြစ်ဖြစ်စာအုပ်ပဲဖြစ်ဖြစ်ကျမတို့နာယူဝတ်တိုင်းနာယူဝတ်တိုင်းခဏနာပြီးတော့အဆိုင်အောင် ရှိတဲ့အယောင်တွေပေါ့နော်အာအိမ်လေးအာအယောင်လည်းရတယ်အပင်လည်းရတယ်ခဏကြည့်ပေးပေါ့နော်အဲဆိုရင်ကျမတို့ကဒီမျက်စိအတွက်မျက်စိကအဆိုင်အောင်အဆိုင်အောင်နဲ့ဖြစ်တွေ့ပေးတယ်ဆိုရင်မျက်စိကပြန်ပြီးတော့ကျမတို့ကကောင်းမွန်စေတယ်ပေါ့နော်ဒါတိတ်မှန်အယူအဆရှိတယ်ပေါ့နော်ဒါဆိုရင်ကျမတို့ဒီမှာဆိုရင်ဒီမျက်စိ မုံွားတာတွေတိမ်ဆွဲတာတွေမျက်မှန်တက်ရတွေအတွက်ကျွန်မကဒီရှေးလူကြီးတွေစင်ဆက်အတုံးပြုခဲ့တဲ့တဘာဝနီလန်းကိုမျှဝေပေးမယ်ပေါ့နော်ဒီအကြောင်းကိုပေါ့နော်နေ့စဉ်သိရဖို့ဆိုရင်ကျွန်မရဲ့ဒီ page လေးကို subscribe လုပ်ပေးအောင်ပေါ့နော်နော်ကျွန်မနီလန်းကိုပြောပြမယ်နီလန်းနံပါတ်1ပေါ့နော်နီလန်းနံပါတ်1ကလိုအပ်တဲ့ပစ္စည်းတွေ နွမ်းနေတာမျိုးရဘူးနောက်ပြီးရင်စပယ်ပန်းကကျမတို့စပယ်ပန်းအကြီးထက်ကျမတို့ဘက်မှာအကြီးအသေးရှိတယ်အကြီးအသေးရှိတယ်စပယ်ပန်းအသေးဆိုရင်ပိုကောင်းတယ်စပယ်ပန်းအသေးဆိုရင်ကျမတို့အဲပိုပြီးတော့အစွမ်းထက်တယ်မျက်စိတက်ပိုကြည့်စေတယ်မျက်စိတက်အသုံးဝင်လို့ကျမတို့ကကျမတို့သိရတယ်ပေါ့နော်အဲကျတော့အဲနောက်စပယ်ပန်းကရောင်းတာထက်ရောင်းပန်းထက်အိမ်မှာရှိတဲ့စပယ်ပန်းဆိုပိုကောင်းတယ် ။နောက်ပြီးရင်အဲ့ဒီပန်းအုံးလို့ရဖြစ်နိုင်တယ်ဆိုရင်အသေးမျိုးကပိုကောင်းတယ်။စပယ်ပန်းကပေါ့နော်။စပယ်ပန်းလက်ဆက်တဲ့စပယ်ပန်းသုံးပွင့်နွမ်းနာမြူရဘူးနော်။ဖန်းအလုတ်ခွဲတခွဲနောက်တောက်ရည်တက်ဒါလိုအပ်တဲ့ပစ္စည်းတွေ။ကျွန်မပြန်ပြောမယ်နော်။လိုအပ်တဲ့ပစ္စည်းတွေကလက်ဆက်တဲ့စပယ်ပန်းသုံးပွင့်နောက်နွမ်းနာမြူရဘူး။အိမ်ဆိုင်တဲ့ပန်းဆိုရင်ပိုကောင်းတယ်။ဖန်းခွဲအလုတ်တခွဲတောက်ရည်တက် ဘလိုလေးပြုလုပ်ရမလဲဆိုကျွန်မပြောပြမယ်နံပါတ်1စမတို့ခူးထားတယ်ပေါ့နော်မနက်မနက်ဆိုရင်ပို့ပြီးလမ်းဆန်းနေဖြစ်တဲ့အတွက်မနက်ဆော့ဆော့ခူးထားတယ်ပန်ဒါမှမဟုတ်ဝယ်ထားတဲ့စပယ်ပန်ကျွန်မပြောတယ်ဝယ်ထားတဲ့စပယ်ပန်မဖြစ်မနေပေါ့နော်ဝယ်ထားတဲ့ပန်ဒါပေမဲ့ဟိုဝယ်ထားတဲ့စပယ်ပန်များတော့အဖြစ်တို့ကတချို့အနံ့ပြန်းတာတွေရှိတယ် တိတ်ပြီးတော့ဟိုနည်းနည်းဟိုလှုပ်ထားတဲ့ဟာတွေများတယ်ပေါ့နော်အကြောကျွန်မတိတ်အားမပေးဘူးအိမ်စိတ်ပန်းပေါ့နော်အိမ်စိတ်ထားတဲ့စပယ်ပန်းဖြစ်နိုင်ရင် အသေးအဲ့ဒီအသေးကိုကျွန်မတို့အဲ့ဒီ3ပွင့်3ပွင့်ကို ရေပြောင်အောင် အရင်စေကြောပေးပါနံပါတ်1ခါကျတော့ကျွန်မတို့ဖန်ခွက်ထဲကိုရေတန်း3ပုံ2ပုံခန့်ထည့်ပြီးတော့စပယ်ပန်းတွေကိုတစ်နေ့လုံးစိမ့်ထားလိုက်ပေါ့နော်စိုက်ထားပြီးပြီဆိုရင်နံပါတ်3ညဖက်အိတ်ခါနီးမှာပန်းတွေကိုဖယ်ရှားပြီးတော့ကြံနေတဲ့ စပယ်ပန်းဆိုင်ကြီးကိုမျက်စင်းအဖြစ်ခတ်ပေးရတာဒါဆိုရင်ဒီလိုလဲရတယ်ကျမတို့တကယ်လို့အများဟာမလုပ်ချင်ဘူးဆိုရင်ခဏလေးစိုင်ထားလိုက်အဲ့ဒီစပယ်ပန်းကိုခဏစင်ထားပြီးအဲ့ဒီစပယ်ပန်းကိုရေစွတ်ပြီးတော့ကျမတို့ဒီမျက်လုံးပေါ်ကိုစင်ခတ်လို့ရတယ်ဒါသူနီးပေါ့နော်အခါကျတော့ကျမတို့အဲ့ခတ်ပေးမယ်ဆိုရင်ကျမတို့ဒီမျက်လုံးနဲ့ပူတာတွေနောက်ပြီးရင်ဒီမျက်ရည်အပူတွေပေါ့ထွက်လာမယ်ပေါ့နော်ဘာလို့ဆိုသူက အပူတွေထွက်စေတဲ့အတွက်ပေါ့နော်ဒီမစမာတော့တတိပြူဖို့နဲ့တတိပြူဖို့အချက်တွေရှိပါတယ်ပထမဆုံးခတ်တဲ့နေ့မနက်မှာမျက်စိကမျက်ချီတွေထူးထူးခြားခြားထွက်လာပါလိမ့်မယ်အဝတ်တန်တန်ဒါမှမဟုတ်ဂွန်းစကိုရေစွတ်ပြီးတော့တန်ရှင်ရေလှုပ်ပေးပါဒီစေးရေကိုခနရဲ့ဆက်တိုက်ခတ်ပေးရမယ်အရေးကြီးပါတယ်ကျွန်တော်တို့ဒီစပယ်ပန်းနဲ့မျက်စိခတ်မယ်ဆိုရင်ခနရဲ့ဆက်တိုက်ခတ်ပေးရပါမယ် ရက်ဆက်ခက်လာတာနဲ့အမျှမျက်ချီထွက်တာနေသွားပြီးတော့မျက်စိအားကောင်းပါလာမိမ့်မယ်ဒီမှာတတိထားရမှာကမျက်စိကိုဓာတ်ရိုက်ပြုတ်လောက်တာဖြစ်တဲ့အတွေ့တိတိချာချာပြင်ဆင်ဖို့လိုတယ်ယူဆိုင်ပေးဖို့လိုတယ်နောက်ပြီးပန်းမှာပိုးကောင်ပိုးမွားတွေမပါဖို့ရေးကြည့်တယ်ရေးသေးချာဆင်ပေးဖို့လိုအပ်တယ်နော်မတိနိုင်တဲ့ဘေးဆိုးဘေးထိုးဆက်ချက်တွေဘေးထိုးဆိုးဘေးထွက်ဆိုးကျိုးတွေရှိတတ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီ မျက်စင်းခက်တာဖြစ်တဲ့ဆိုရင်ဗာမျက်စင်းခက်တာဖြစ်တဲ့အတွက်ဒီဓာတုတွေเนี่ยမထိတွေ့တဲ့ပန်းဖြစ်ဖို့အရေးကြီးတယ်เนาะဒါတို့ကျမတို့9ရက်ဆက်တိုက်ခတ်ပေးရမယ်ပြီးရင်15ရက်နာ15ရက်နာ နောက်ထပ်15ရက်ပြီးရင်အသင်းပြန်စိန်ပြီးတော့9ရက်ပြန်ခတ်9ရက်15ရက်နာပုံစံတိုင်းကိုကျမတို့ဘယ်နဲ့ပက်လေသွားမှာဆို3ပက်လေပြေးသွားရင်တော့မျက်စိဝေဒနာတွေတိတိတသားကောင်းမွန်သွားပါလိမ့်မယ် ဒါဆိုရင်ကျမတို့ဘယ်နှကြိမ်လောက်ရမလဲဆိုရင်9ရက်ခက်15ရက်နာ အပြင်9ရက်ကြံခက်15ရက်နာအဲ့ဒါ3ကြိမ်ကျမတို့လုပ်ပေးရမယ်ဒါဆိုမျက်စိရဲ့မျက်စိထဲမှာရှိ အပူတွေပေါ့နော်အပူဓမာတွေနောက်မျက်စိတိမ်ဆွဲတဲ့လူတွေအမြင်ဝေဝါးတဲ့လူတွေဒီနီလန်းသုံးလို့ရတယ်ကျမအတော်ဆိုရင်ဒီလိုပဲကျမပြောရခဏကအသက်80ကျော်ပြီသူကမျက်စိခက်တာတွေလောက်တယ်ဘယ်ပန်းမျက်စိခတ်တယ်ပေါ့နော်ကျွန်တော်အိမ်မှာလာလာခူးတက်တယ်ဘယ်ပန်းအသေးမျိုးအသေးမျိုးဆိုပို့ကောင်းတယ် နောက်ပြီးရင်ကျမတို့စီးပွားဖြစ်တော့ဟိုညွန်းနဲ့စီးပွားဖြစ်ပန်းတော့ကျမတို့ရောင်းဝယ်တဲ့ပန်းတော့ကျမအားမပေးဘူးအိမ်စိတ်ပန်းကိုပဲကျမဦးစားပေးချင်စီချင်တယ်နောက်ပြီးရင်ဘာလို့ဆိုရင်ကိုယ်အိမ်စိတ်ပန်းဖြစ်တဲ့အတွက်ဓာတုကျင်းစင်တယ်ဘာမှအတူပါလုပ်ထားတာလည်းမရှိဘူးဘာမှဖြန်းထားတာမရှိဘူးတချို့ဆိုအနံ့ဖြန်းထားတာရှိတဲ့အတွက်ပေါ့နော်ဒါတော့ကျမတို့စပယ်ပန်းနဲ့ညစ်စင်ခတ်တဲ့နီးနောက်ထပ်နီလန်းတစ်ခုကတော့ကျမတို့တနေကုန်ကွန်ပျူတာနဲ့အလုပ်လုပ်ရတဲ့သူတွေ ဝန်ထမ်းတာပါမဟုတ်လုပ်ငန်းရှင်တွေပေါ့နော်ဖုန်းအသုံးပြုရတာများတဲ့လူတွေအဲ့တော့ပေါ့နော်ဥမာဆိုရင်အဲဆိုရှယ်အင်ဖလူဆာတို့ကွန်တန့်ခရီးတာတို့စတူဒန့်တို့ဂိမာတို့ဆော့ဝဲအင်ဂျင်နီယာတွေဒီတာတို့အတွက်အတားရောတင်းရောတဲ့နီလန်ပေါ့နော်ဒါတော့တနီးပေါ့နော်သူကဘာတွေလိုအပ်မလဲဆိုရင်ကျမတို့နန်နန်ပင်စိမ့်စိမ့်လေးနဲ့လှုပ်ထားတဲ့ဖြော်ရည်ကိုတွေ့တဲ့အခါမှာမျက်လုံးကိုကူညီဆောက်ရှောက်ပေးတဲ့ တငယ်ချင်းတစ်တယောက်ရလိုက်တယ်လို့ပဲပေါ့နော်ဒီဖြော်ရည်ထဲမှာကျမတို့တဘာဝအာဟာရတွေအများကြီးပါဝင်တယ်ကျမပြောတယ်မျက်စိကဘာနဲ့တဲ့လဲဆိုအစိမ်းရောင်နဲ့တဲ့တယ်အစိမ်းရောင်နဲ့ကြည့်ပြီးမျက်စိတွေညောင်းလာပြီးပင်ပန်းလာပြီးနွမ်းနယ်လာပြီးဆိုရင်ကျမတို့အစိမ်းရောင်တွေကိုမြင်များကြည့်ပေးပါဒါဆိုရင်မျက်စိအားကောင်းစေပါတယ်ဘာကြောင့်နနံပေကမျက်စိအတွက်ကောင်းစေတာလဲဆိုရင်နနံပေမှာဗီတာမင်အင်းများစွာပါဝင်ပါတယ်ဒါကြောင့်မို့အမြင်အာရုံကို ရှင်းလင်းစေပြီးတော့မျက်လုံး 6တာကိုရှော့ချပေးပြီးတော့အမောင်ထဲမှာပို့ပြီးတော့မြင်နိုင်စေပါတယ်ဒါနံပီရဲ့အစမ်းသက်တီးပေါ့နော်ဗီတာမင် C ပမာဏများစွာပါဝင်တာကြောင့် free radical free radical တွေကြောင့်ပျက်စီးတာကိုကာကွယ်ပြီးတော့မျက်လုံးရောင်ရမ်းတာကိုရှော့ချပေးပါတယ်ဗီတာကယ်ရိုတင်းကဗီတာမင် A အဖြစ်ပြောင်းလဲပေးတာကြောင့်မျက်ကြည်လွာကိုပိုပြီးတော့တန်မာစေပါတယ်။လူတင်ဇီယဆန်တင်းက ဖန်သားပြင်ကနေလာတဲ့အပြာရအလင်းကိုစစ်ထုတ်ပေးပြီးတော့အသွင်းသိမ့်ဖြစ်နေချီကိုချော့ချပေးပါတယ်။တန်တန်နဲ့ဖောလစ်ကသွေးလည်ပတ်မှုကိုလုံးစော်ပေးတာကြောင့်မျက်လုံးကိုအာဟာရအပြည့်အဝရရှိစေပါတယ်။မျက်လုံးကျန်းမာရေးအတွက်နနံပေးဖြော်ရည်ပြုလုပ်နည်းကိုကျွန်မပြောပြမေးပဲမို့နော်။အဲဒီဖြော်ရည်လုပ်တဲ့အခါမှာဘာမှရှုပ်ချုပ်ထွင်းပါဘူးလိုလေကူကူပဲ။ချီတဲ့ကျွန်မတို့ ပါဝင်ပစ္စည်းတွေကြီးလိုက်ရင်လွယ်ကူမှာတွေးမှာပေါ့နော်။အဲဆိုရင်ကျွန်မပါဝင်ပစ္စည်းတွေကိုပြောပြမယ်။ပါဝင်ပစ္စည်းကတော့နန်နန်ပင်အစိမ့်တစည်းအဲ့ဒါကိုရေစေးပြီးတော့ကြမ်းကြမ်းလီထားပေးပေါ့နော်။နောက်ခုကမုံလာဥနီတလုံးအဲ့ဒါကိုအခွန်နွာပြီးတော့အသုံးသေးသေးလေးတွေလီပေးထားပေးပါ။နောက်ခုကသခွားဒီသေးသေးတလုံးဒါဆူဆူမှုကိုတိုးစေဖို့ပေါ့နော်။နောက်တံပရာဒီတလုံးဗီတာမင်စီရရှိဖို့အတွက် ရည်ဒါပေါမဟုတ်အုံရည်တစ်ခွက်နော်ပြားရည်လက်ဖက်ရည်စုံတစ်စုံဒီပြားရည်ကတော့ထည့်ချင်လည်းရတယ်မထည့်ချင်လည်းရတယ်ဒါကိုဒီဖြော်ရည်ဘလို့ပြောပြုလို့ရမယ်ဆိုချင်မှပြောပြမယ်နံပါတ်၁ဟင်းသီးဟင်းရွက်နဲ့အသီးနှံတွေကိုအစင်သင်ပြင်ပြီးတော့အသုံးလေးတွေလီးပါဒါဆိုကျမတို့ဘာပါလဲဆိုနှစ်နှံပေးရမုံလာဥနီရတခွာဒီရတမယာဒီရပါရနော်အားလုံးကို ဖြော်ဆက်ထဲထည့်ပြီးတော့နူးညံ့သွားတဲ့အထိကျမတို့မှုေပေးပါ ျော်ဆက်နေပေါ့နော်ဖျော်ဆက်နေဖျော်ပါ။ Now ဖျော်ရည်လိုမျိုးအရန်နူးညံ့တာကိုစိတ်တက်တဲ့ဆိုရင်စကားနဲ့စစ်စကားနဲ့စစ်ရည်စစ်နဲ့တန့်ရှင်နဲ့ရည်စစ်နဲ့စစ်ပေးလို့ရတယ်။ကျွန်တော်တို့အရည်ချက်ချက်ပဲလို့ခြင်းနဲ့အဖက်မပါခြင်းဘူးဆိုရင်နံပါတ်၄တဘာဝအရတာပိုရှိုစေဖို့အတွက်ပြားရည်အနေငယ်ထည့်လို့ရတယ်။တကယ်လို့မထည့်ချင်ဘူးဆိုလည်းရတယ်။ပြားရည်မရှိဆိုမထည့်လည်းရတယ်။နံပါတ်၅အဲ့ဒါကိုကျွန်တော်တို့တောက်ပေးလို့ရပြီနော်။ဒါဆိုရင်ကျွန်တော်တို့ဒီဘာတွေပါလဲဆိုရင်နန်နန်ပင် မွန်လာဥနီတခွားဒီတမယာဒီဒါရေတော့မဟုတ်အုံးရေရောထားတဲ့ဖြော်ရေကိုကျွန်တော်တို့တောက်လို့ရပြီတောက်တော့ရင်တော့ကျွန်မအကြံပြုချင်တာကတော့မနဲ့နိုးတာနဲ့ဒီဖြော်ရေကိုတောက်တာအကောင်းဆုံးပါခနာကိုကဗီတာတွေကိုအပြေဝဆုပ်ယူနိုင်တယ်တပတ်သက်တောက်တုံးကြည့်မယ်ဆိုရင်မျက်လုံးတွေ ပို့ပြီးတော့ကြည်လင်လာတာကိုခံစားရနိုင်ပါတယ် ဒါကတော့ကျမပြောပြတဲ့နီးနီးပေါ့နော်နံပါတ်၁ခါကျော်စပယ်ပန်းမျက်စင်းခတ်တာအဲ့ဒါကိုမျက်စင်းခတ်တဲ့အခါမှာကျမပြောတယ်တန်ရှင်းဖို့လိုတယ်မျက်စင်းခတ်တာဖြစ်တဲ့အတွက်မျက်စင်းခတ်တာဖြစ်တဲ့အတွက်အိမ်စိတ်ပန်းဖြစ်ရင်အကောင်းဆုံးပဲစပယ်ပန်းအတီးဆိုရင်ပိုကောင်းတယ်အဲ့ဒါကိုကျမတို့အဲ့ဒီစပယ်ပန်းကိုစိမ့်စိမ့်ပြီးမှ အိတ်ခါနီးမှကျမတို့ဘာလို့လဲဆိုရင်မျက်စိခတ်လို့ရတယ်သူမဟုတ်ရင်လည်းခဏစိမ့်ပြီးတော့ အဲ့ဒီရေကိုခက်လဲရရတယ်သုံးဖို့ဆိုရင်ဘန်းကိုယူပြီးတော့ရေခက်ပြီးတော့ကျွန်တော်မျက်လုံးထဲမှာခက်ပေးလဲရတယ်ဒါတနည်းပေါ့နော်နောက်ခုကကျတော့ကျွန်တော်တို့ဖြော်ရည်မအနန်နံပင်နဲ့မနန်ပင်နဲ့ကျွန်တော်တို့တခွားဒီနဲ့မုံနာဥဒီနဲ့ရောထားတဲ့ဖြော်ရည်အဲ့ဒီဖြော်ရည်ကိုတောက်ပေးခြင်းလဲရတယ်ဒါတနည်းပေါ့နော်တကယ်လို့များကျွန်တော်ဟိုပြုတ်လောက်ရတာပြင်းတယ်နောက်ပြီးစပယ်ပန်းမျက်စိခဲရမှာလဲ အစစ်မပြေဘူးမလွယ်ဘူးဆိုတော့ကျွန်မနောက်တနည်းပြောမယ်ပေါ့နော်ဒါကတော့ပတ်စံငွေကြေးကုန်ကြများတယ်အဲ့ဒါတော့ကျွန်မပြောတယ်ခဏခဏကျွန်မညွန်ပေးတယ်အင်းဒူးနာတာပဲဖြစ်ဖြစ်မျက်စိအသက်ပဲဖြစ်ဖြစ်ကျွန်မဘာကိုညွန်တာများလဲဆိုရင် face ဆေးကိုညွန်တာများတယ် face ဆိုရင်တော့ကျွန်မပြောတယ်မော်လာဦးနီနဲ့ရွှေဖုံတီးကိုတောက်ပေးအင်းနှစ်ခုသွဲတောက်ပေးဒါမဲ့သူကတော့ရေရှည်ဆွဲတောက်ရတယ်ရေရှည်ဆွဲတောက်မှထိရောက်တယ် အဲ့ဒီတယောက်ဆိုရင်သူကမျက်မှန်တက်ရတယ်ကျမရေးကြသွေးလေးဖက်နာဖြစ်တဲ့အခါကျတော့သူစီးနေတောက်ရတဲ့အခါမှာ side effect တွေပေါ့နော်ထိလာတယ်ဘာလို့တထိလဲဆိုတော့မျက်စိကိုတထိရယ်မျက်စိရတော်တော်ထိသွားပြီးတော့ကျမတို့မျက်မှန်တက်ရတယ်အဲ့ဒါကိုသူက file ကထုတ်တယ်မုံလောင်ဦးနေနဲ့ရွှေဖုံတီးအဲ့ဒီနှစ်ခုကိုအနှစ်လောက်ဆွဲတောက်လိုက်တယ်အဲ့ကြောင့်မျက်မှန်လည်းမျက်မှန်တက်စရာမလိုတော့ဘူးပေါ့နော်မျက်မှန်အပေါဝါတွေလည်းနေသွားတယ်မျက်မှန်တက်လည်းရတယ်မတက်လည်းရတဲ့အခြေအနေတွေဖြစ်သွားတယ် ဒါတော့ဟိုအလွယ်တကူနီးပေါ့နော်ဒီဟာတွေမလုပ်ချင်ဘူးမျက်စိလည်းမကတ်ချင်ဘူးဖြော်ရည်လည်းလောက်ရမှာပြင်းတယ်အလွယ်တကူတောက်ချင်တယ်ဆိုရင်တော့ငွေဒါကတော့ငွေငွေငွေတုံးရမှာပေါ့နော်ငွေတုံးမဲ့သူကျမခဏပြောတယ်ဖိန်းစေးကိုတောက်ပေးအဲဆိုအင်းအခုကိုတနှစ်လောက်တော့အနည်းဆုံး3လ4လောက်ကတော့ဆွဲတောက်ရမှာပဲအများဆုံးတနှစ်လောက်ဆွဲတောက်ရမယ်အဲဆိုရင်တော့တိတိတတထီအောင်မျက်စိကိုလူတွေကကျမတို့ဂယုစိတ်ပေးဖို့မေ့နေတယ်။တဏီကုံကျမတို့ကြည့်တယ်ဒီမျက်စိကို သူ့အနာပေးဖို့လည်းမေ့နေတယ်ဗောနော်အဲ့ချိန်မှာပဲကျမတို့နားရတော့တယ်အခါကျတော့ဒီမျက်စိဘာမှမဖြစ်လာခင်ကြိုတင်ကကွယ်ရအကောင်းဆုံးပဲဗောနော်ကဲလို့များမျက်စိတိမ်မဆွဲဘူးမျက်စိအားလည်းကောင်းနေတယ်ဆိုရင်ကျမတို့ဒီစပယ်ပန်းခတ်တာလုပ်ပေးလို့ရတယ်အပူတွေထွက်တယ်ဗောနော်ဒါမျက်စိခတ်တာနဲ့တူတူပဲအဲ့ကျတော့ကျမအခုပြောပြတဲ့နီးတွေအခါကျတော့မျက်စိအတွက်ဗောနော်မျက်စိအတွက်ဒါတွေကကြိုတင်ကကွယ်လို့ရတယ်ကြိုတင်တောက်လို့ရပါတယ် ဒါဆိုရင်ဒီမှာမျက်စိအားနည်းတွေအတွက်အသုံးနဲ့တဘာဝနီလန်းတွေကိုပြောပြပါပါတယ်။အဲနောက်ထပ်လဲပေါ့နော်။နောက်ထပ်ဘဟုတုတရမယ့်အကြောင်းအရာတွေကိုလည်းဒီမှာပြောပြပေးသွားအောင်မယ်။တင်းတင်းတင်ပေးသွားမယ်။လိုက်လဲလွင့်ပေးသွားမယ်ပေါ့နော်။ကြဲလို့များတိချင်တဲ့အကြောင်းအရာတွေရှင်းရင်လည်းကျွန်မ comment မှာအဲရေးခဲလို့ရတယ်။အဲနောက်ပြန်ပါအကြောင်းအရာတိချင်တဲ့ဖြစ်ဖြစ်ရေးခဲလို့ရတယ်။အဆိုရင်ကျွန်မရဲ့ like လေးကိုဒီမှာပဲရပ်နာမယ်ပေါ့နော်။အဆုံးထိနားထောင်ပြီးလို့ပေါ့နော်။ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။ ကိုစိတ်နှပြကျမချမ်းသာကြပါစေရှင်။အဲဆိုရင်ကျမလိုက်လေးကိုဒီမှာရိုက်ပိတ်လိုက်ပြီပေါ့နော်။